အမေမေမင်္ဂလာပါရှင်။ဖန်နိုင်ငံကလေယထာမကြမကြအလကားစီးပါ။ဒါကလေကြတော့အလကားစီးတဲ့အချိန်တိုးတဲ့အခါကျရင်ကျမယထာအလကားလိုက်စီးရပါတော့။နံပါတ်တိုင်းစီးပါတယ်။အဲဒီနံပါတ်တိုင်းမှာကျမနဲ့တူဈေးသွားဝယ်ကြမှာဒီနေ့အောက်တော့ပါ။အလကားရတဲ့ယထာကိုသွားစီးမှာဖြစ်ပါတယ်။ ။မကတော့အလွန်ဘူတီပတ်တိနေပါတယ်နော်။နည်းနည်းလေးတော့တီးခံပြီးကြည့်ပေးပါ။ကျမနေတဲ့ကွန်ဒိုကနေပြီးတော့နှမတိုင်ကိုကျမဒီမှာကလင်းလုပ်လိုက်ပြီးတော့တစ်ကက်ကိုစစတင်ထုတ်လိုက်ပါတယ်။အဆက်မပြရဘူး free ရမို့လို့ကျမက free ရ free လေးရရှိပါတယ်။နှစ်ယောက်စာအတွက်ကန်တစ်ခုရပါတယ်ရှင်။ ကျမကလေရထားစီးခဲ့တဲ့ခလီကြောင့်လည်းရွာလေတယ်လုံုံကြီးကလာပြီးကူညီတယ်အမြဲတမ်းပေါ့နော်ဒါပေမဲ့ဘယ်ဘက်သွားရမလဲဆိုတာတော့သိတယ်ကျမသွားရမယ့်ဘက်ကလက်ဖောက်ဘက်ဖြစ်တယ်ကျမကနှစ်ဘက်တိုင်းပဲစီမဖြစ်တယ်မြမအများကြီးရှိတဲ့နေရာဘက်ကိုကျမသွားတာဖြစ်ပါတယ်ရထားဘက်မှာကတော့မြမနဲ့အရင်များပါတယ်ရှင်ထိုင်းနိုင်ငံကရထားကစီသက်တာတလားအသက်တာပါပေါ့နော် ရင်တော့ဆိုရင်ယထားစီးမယ်ဆိုရင်ကျမတို့က Apple Link ကနေပြီးတော့ပဲတစ်ခါနဲ့တော်ရီမျိုးတွေကိုတော်လို့ရတယ်ပေါ့နော်အခုကတော့ယထားလိုင်းနေအများကြီးခွင့်တော်မို့လို့ကျမရဲ့ကွန်ပျူတာမှာလည်းအဝါလိုင်းရှိတာမို့လို့ကျမကတော့အဝါလိုင်းကနေပြီးတော့ နှစ်မှတ်တိုင်စီးတယ်ပေါ့ရှင်စီးခဲ့ပါတယ်ဒါပေမဲ့လို့တစ်ခါတလေအလကားရတယ်ဆိုရင်တော့လိုက်စီးတယ်ဘာလို့လဲဆိုတော့ဈေးဝယ်လို့ရတယ်ရှင်ကျွန်မကတော့နေပြီးသုံးမှတ်တိုင်သွားရင်ဘက်ကပီကိုရောက်ပါတယ်ကျွန်မကတော့နေနှစ်မှတ်တိုင်သွားရဲဆိုရင်တော့အဲကျွန်မတို့ဟိုလမ်းကပ်ဖယ်ဘက်ကိုရောက်တယ်ရှင် ဝင်ထွက်ကတော့စီကန်းလေးနဲ့ပေါ့ရှင်အပြင်ကလူကတစ်ဖက်ကိုဖယ်ပေးထားရတယ်အတွင်းကလူကအရင်ထွက်တယ်ပြီးတော့မှသာအပြင်ကလူကဝင်ရတာဖြစ်ပါတယ်ရှင်တကယ်လေးကြရင်လေဒီဟုတ်အတင်းတုံးဝင်တာအဲ့လိုမျိုးတွေတွေ့ရပေါ့နော်ဒါပေမဲ့လို့ကြည့်တော့လေထိုင်းမျိုးတွေမဟုတ်ဘူးပေါ့နော်ဒါသူသူစီကန်းနဲ့သူ့နိုင်ငံနဲ့သူစီကန်းပေါ့နော်ကျမဒီကနေပြီးတော့စင်းတော့စင်းကတော့ဘာတွေ့လဲဆိုတော့ကျမအရွက်တဲကိုတွေ့တာရှင်အရင်တော့ကျမကားဖြစ်ဖြစ်မအောင်အောက်မှာအရွက်တဲကိုတွေ့အဲ့အရွက်တဲရှင်အရွက်တဲဝယ်မယ်ပေါ့နော်ဒါပေမဲ့ကျမရှောက်သွားတဲ့အခါမှာအရွက်တဲထက်ကိုဒီမှာ ဝတ်သားကင်ဆိုင်အာဘီနာမှာလာဝဲကြတာကင်ရင်ရင်နေများတယ်ရှင်ပြီးရင်အမျိုးသမီးတွေတွေ့ရပေါ့နော်ဒါပေမဲ့တို့ကထိုင်းလို့ပြောတယ်ကင်ကင်ရင်သံနဲ့ပေါ့နော်ဒါတွေ့ရအများကြီးပဲကျမတော့ဒီမှာဝတ်ပြီးတော့မဝင်ခင်ကျန်တဲ့ဟာရအောင်စားချင်တာလေးတွေဝယ်ရပေါ့နော်ကျမစားခဲ့တယ်တစ်ထစ်တာတစ်ခါမစားတော့ပေါ့နော်အဲဒီနေ့ကတော့ဒါလေးတွေ့တာနဲ့စားချင်တဲ့စိတ်ရှိရတယ်ကျမဝယ်လာတယ်ဒါပေမဲ့အဲ့လိုဝယ်လာပြီးွားရင်လည်းနည်းနည်းပဲစားနိုင်နေရှင်အများကြီးမစားနိုင်ဘူးပေါ့နော် ်ဘဒူးပေါ့နော်ကိုလောက်တာနဲ့သူများလောက်တာသူကနည်းနည်း E ရေပေါ့အပြင်ဘက်အစာအစာများစုကတော့လေပြီးတော့ဒီမှာအတင်းရွတ်တွေလည်းရောင်းတယ်အတင်းနှံတွေလည်းရောင်းတယ်ဒီ landing မှာအများကြီးပဲပေါ့နော်စိုင်းတော်တော်များရှိတယ်ပြီးတော့ဆုံတန်လည်းရှိတယ်ပြီးတော့ကရင်လို့ခေါ်တယ်ချက်ကင်ရှိတယ်ပေါ့နော်အာပြီးတော့တဲ့ခါမှာကျွန်တော်ဆက်ပြီး shop ဆက်ရှောက်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 လိုက်တဲ့ခါမှာဒီမှာအေးတွေ့ပြီ ဒီဟာကိုတွေ့ရတာဒီဆိုင်အောင်လာတာရှင်။တัวချိန်တိုင်းယူ30တင်းချိန်တိုင်းယူ30ပဲတော်။တန်နေပေါ့နော်။ဟုတ်။အမှန်တကယ်ကတော့ကျမဖြတ်မောင်းနေရခင်မဒီအဖွားကိုတွေ့ရအောင်။ဒီခါလေးကသူမရောင်းရအောင်။မရောင်းရအောင်ကျတော့အားပေးခြင်း။အဲ့ဒါကြောင့်ကျမတကူတကလာ။ဒါပေမဲ့ကျမလာတဲ့ရက်က Saturday Sunday ဖြစ်နေတော့ဝယ်ရသူတွေအများကြီးပဲ။အဲ့ဒါနဲ့ဟုတ်ဒါဆိုလည်းသူချောင်းရမှာပါပေါ့နော်။နောက်ပိုင်းကျရင်ကျမတို့အဲ့လိုတွေ့လိုက်တော့30တန်နေပြီ။ ဒီဘက်မှာတော့ခေါမန့်ကင်တော့ဘာလို့တော့မမရှိဘူးပေါ့နော်အာကျမကဒီကနေပြီးတော့အဲ့လိုကားအခုအခုကားတွေသွားတယ်လို့မျိုးကျမဒီကနေပြီးတော့ကိုယ်ကိုယ်ပြီးတော့ကျမသွားလိရှိတယ်ဒါကြောင့်မလို့ကျမအဲ့အတီးတဲ့အဖောက်ကိုတွေ့တယ်ကျမတွေ့တဲ့အချိန်တော့ဆိုရင်သူ့မှာဝယ်သူလည်းမရှိဘူးအဲ့ကြောင့်မလို့ကျမတနာလို့နှမတိုင်အောင်အဲ့လိုအလကားစီးတဲ့အချိန်ဒါတော့ကျမလာစီးပြီးတော့ပွင့်တာပေါ့နော်ပုံမှန်အဖြစ်တော့ကျမကစူပါမားကတ်ကဝင်တာပုံပြမြိုင်ဒီဆိုင်ကြီးကတော့ပုံပြတန်းတာပေါ့နော် ကဲတစ်ကက်ပြန်ပြီးတော့အလကားသွားထုတ်ရပါမယ်အလကားချိန်မလို့အလကားရပါတယ်သူကဆက်ဆက်ချင်းကဒီတစ်ကက်ကိုကတ်လိုက်ရတယ်ဒီဒီစကရင်လေးမှာကတ်ပြီးဝင်သွားရတယ်ရှင်ပြီးတော့ရင်တော့အပေါ်တက်ပေါ့နော်ပြီးအာယထာစီးမယ်တစ်ဖက်ရောက်တဲ့အခါမှာတစ်ကက်ကိုထိုးသွင်းပြီးပေးလိုက်ရတယ်အဲ့ဒါဆိုပြီးသွားပြီရှင်ဒါကျွန်တော်တို့ဒီတစ်ကက်ကိုသွားပြီးတော့ပထမတည်းကထိုးသွင်းကြရတယ်ပထမစကန် လုပ်လိုက်တယ်ပြီးတော့ရင်ကျွန်တော်အဲ့ရနေပြီးဝင်မယ်စီးမယ်ပြီးတော့ရင်တော့ကျွန်တော်တို့ပြန်ပြီဒါဆိုရင်ကျွန်တော်ကွန်ဒိုနေအောင်ပြန်ရောက်လာပါပြီရှင်ဒီ station ကတော့ Warman station ဖြစ်ပါတယ်ဒါဆိုရင်တော့အသေးရွေးဈေးပေါ့ပေါ့ဘယ်မှာဝယ်ရမလဲသိပြီဖြစ်ပါလိမ့်မယ်ကျွန်မနေတဲ့ကွန်ဒိုအမှာမြန်မာနေမျိုးရှိပါတယ်ကျွန်မ family လည်းပါပါတယ်ကျွန်မမမိကြတဲ့လူတွေလည်းရှိပါတယ်ဒါကြောင့်မလို့ဒီနားမှာအသေးရွေးဝယ်ရတာနည်းနည်းရှားပါတယ်ဈေးလည်းဝေးပါတယ်လူကြီးတော့အဲ့မှာတောင်းပန်ကြပါလို့ Thank you all!